ကဘာတဝန်းဆက်လက်နဲ့ဝယ်ယူမှုအသုံးစရိတ်တွေကပြီးခဲ့တဲ့နှစ်မှာမကြုံစဘူးစံချိန်တင်အခြေအနေအထိမြင့်တက်လာပါတယ်။2024ခုနှစ်မှာနိုင်ငံတွေရဲ့ဆက်လက်နဲ့ဝယ်ယူဖြစ်တင်မှုတန်ဖိုးကဒေါ်လာ1.8ထရီလီယံအထိရှိခဲ့ပါတယ်။2023ခုနှစ်နဲ့ရှိရင်တော့9.4ဂိုင်းတုံးထိုးတက်လာတာဖြစ်ပါတယ်။ဒါဟာစစ်အေးခေအပီးတစ်နှစ်ချင်းစီနှားရှယ်မှုမှာယာကိုင်းနှုံအမြင့်ဆုံးရုပ်တရက်တိုးမြင့်သွားတဲ့အနေနဲ့မှတ်တမ်းဝင်ခဲ့ပါတယ်။ဆွီဒင်နိုင်ငံအခြေစိုက် Stockholm ငြိမ်းချမ်းရေးသုတေသနဌာန SIPRI ကအခုလေးလာမှုရလဒ်တွေကို April 28ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ကမ္ဘာအနှံ့မှာပြည်ပခရေးပထဝီဝင်နိုင်ငံရေးတင်းမာမှုတွေမြင့်တက်လာခြင်းနဲ့အတူနိုင်ငံတကာစစ်ရေးအသုံးစရိတ်တွေက10နှစ်ဆက်တိုင်းမြင့်တက်လာတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာတော့ရုရှား၊ယူကရိန်းစစ်ပွဲကိုအကြောင်းပြုပြီးဥရောပနိုင်ငံတွေမှာကာကွယ်ရေးအစီအမံမြင့်တင်ဖို့စစ်လက်နက်ဝယ်ယူမှုတွေကလည်းတောက်လျှောက်တက်လာပါတယ်။ ဒါတမကပဲဂါဇာစစ်ပွဲကိုအကြောင်းပြုပြီးအရှိအလဲပိုင်းရဲ့လက်နက်ဈေးကွက်ကလည်းပိုပြီးတွက်လန့်နေပါတယ်။ခြုံကြည့်မယ်ဆိုရင်တော့ပြီးခဲ့တဲ့နှစ်တုန်းကတကဘာလုံးကုန်ထုတ်စည်းပွားရေးပမာဏစုစုပေါင်းရဲ့နှစ်တသက်မှ900ခန့်တုန်းကိုလက်နက်ဝယ်ဖို့သုံးခဲ့ကြတာဖြစ်ပါတယ်။ဒီလိုစစ်ရေးစရိတ်တွေအတွက်ခွဲတန်းပိုတိုးလာနေတာက လာမယ့်နှစ်တွေမှာလူအဖွဲ့အစည်းအတွက်အနှုတ်လက္ခဏာဆန်တဲ့တက်ရောက်မှုတွေရှိလာစေနိုင်တယ်လို့လည်း SIPRI ကသတိပေးခဲ့ပါတယ်။ စစ်သုံးစရိတ်တွေကိုနိုင်ငံအလိုက်ရှင်းကြည့်တဲ့အခါအမေရိကန်ဟာထိတ်ဆုံးနေရာကဆက်လက်ဥဆောင်နေပြီးအဲ့ဒီနောက်မှာတော့တရုတ်ရုရှားဂျာမနီနဲ့အိန္ဒိယတို့ကထိတ်ဆုံး၅နေရာမှာ ရှိနေတာပါနေတိုးစစ်မဟာမိတ်နိုင်ငံတွေကစစ်ရေးကန္တာအသီးသီးအတွက်2024ခုနှစ်ထဲမှာစုစုပေါင်းဒေါ်လာ1.53ထရီလီယံသုံးစွဲခဲ့ကြပါတယ်2024ခုနှစ်မှာကမ္ဘာနိုင်ငံတွေဟာ လူဦးရေနဲ့ရှင်ရင် ပြင်းပြအနေနဲ့လူတဦးချင်းစီအတွက်စစ်စရိတ်334ဒေါ်လာအသုံးပြုခဲ့တာနဲ့ညီးမြပါတယ်ဒါဟာစစ်အေးကာလပြီးဆုံးပြီးနောက်ပိုင်းအမြင့်ဆုံးဖြစ်လာတာလို့သိရပါတယ်ရှင်